င်္ဂလာပါ။ audio ဘိုင်းစောင်းနိုင်မှကြိုးဆိုပါရစေ။ယခုတစ်ခါမှာတော့ပြင်းကလင်းသတင်းများစင်တာ Facebook page ကနေတင်ဆက်တာတော့ဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြပါဦးခင်ဗျာ။ပြင်းကလင်းသတင်းများစင်တာ Facebook page မှာမိဘပြည်သူများသတင်းပြပါ။ပြည်တွင်ပြင်းကလင်းတက်ကြွမှုယနေ့ပုံမူလားပြင်းကလင်းသတင်းဆောင်မှရန်လို့ရေးတင်ထားတာဖြစ်ပါတယ်။သူပြောထားသလိုပါပဲ။ဒီရက်ပိုင်းတွင်မှာ မန္တလေးမြို့မှာဖောက်ပိုက်စီရုံးနဲ့အထက် ပြင်းအားနှမ်းငယ်ရှိတဲ့ငလျင်တွေခဏခဏလှုပ်လာလို့မန္တလေးပြည်သူများ အထိတ်တလန့်ဖြစ်နေကြရပါတယ်။ယနေ့2025ခုနှစ်လေးလပိုင်း17ရက်နေ့မှာလှုပ်ခဲ့တဲ့ငလျင်များကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နနက်9နာရီ2မိနစ်ဘကိုးတိုင်းဒေသကြီးတောင်ငူအနီးမကနီကျုဖောက်ပိုက်စစ်ပြင်းအားဆင်းရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ယနေ့နနက်10နာရီ59မိနစ်ချိန် မိတ်လာအရှေ့မြောက်ဘက်မှာပကနေကျု4.8အဆင့်ရှိတဲ့ငလျင်တစ်ခုလောက်ခတ်ခဲ့ပါတယ်။ဆက်လက်ပြီးတော့ဒီနေ့နဲ့နဲ့7နာရီ28မိနစ်အချိန်မှာတားစီရှေ့မြောက်ဘက်အင်တိုင်းသာအနီးကိုဗဟိုပြုတ်ပြီးတော့ပကနေကျု4.9အဆင့်ရှိတဲ့ငလျင်တစ်ခုလောက်ခတ်ခဲ့တာပဲဖြစ်ပါတယ်။ငလျင်လောက်ခတ်မှုများဟာဒီရပိုင်းတွင်းမှာအင်အားတင်းတင်းပြန်လည်ကောင်းမွန်လာတာတွေ့ရတဲ့အတွက်ယခုလိုသတိပေးခြင်းဖြစ်ပါတယ်။ အလုံးသောမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားပေါင်းငလျင်ဘေးနှင့်တကွဘေးပေါင်းရန်ပေါင်းခါးများအောင်မြင်ပါစေကြောင်းစွတောင်းမြတ်တာ ပို့သလိုက်ပါတယ်ခင်ဗျာ